င်္ဂလာပါရှင်ယခုဖတ်ပြမှာကတော့ဇန်ခင်ရေးသားထားတဲ့ကိုရိုင်းသိရှိသွားမှုဆိုတဲ့အစီအစာကလေးကိုဖတ်ပြမှာပဲဖြစ်ပါတယ်ရှင်နားဆင်ပေးကြပါအောင်ရှင်ကိုယ်တိုင်သိရှိသွားမှု self realization ကျွန်တော်ရေးထားတဲ့ Power of 1 SC တွေမှာပါတဲ့တကြောင်ကကျွန်တော်ငငယ်ကမုံမအောင်ဆဲခဲ့ဘူးတဲ့အဲ့ဒါကိုပြောပြရရင်တော်တော်များများကမယုံကြဘူးဒါပေမဲ့တကယ်ပါဘလောက်ထိလဲဆိုရင်မြန်မာပြည်ကို Rap Music မြောက်ခင်ဟိုးအစောကြီးကတည်းက Rap Battery လိုပဲအစဲ Battery ကျွန်တော်တို့ရက်ကွက်မှာရှိခဲ့တယ်ဘသူပိုဆဲနိုင်လဲဆိုတာပြိုင်ကြတာတော်တော်ကိုကြံကြံပန်ပန်အယုတ်တကအယုတ်ဆုံးအကျန်းတကအကျန်းဆုံးတွေကိုတွေးတော့စံစားပြီးပပတ်ဆက်ဆက်ဆဲကြရတယ် တော်တော်လေး creative ဖြစ်ကြတယ်။အဖေတွေအမေတွေမောင်နေနှမတွေရှိသမျှအမျိုးတွေတရိတ်ဆန်နေအကုန်ပါတယ်။ All inclusive ပေါ့လေ။တပတ်ကဘာမှပြန်မစဲနိုင်တော့အောင်ပါဇက်အဟောင်းသားဖြစ်သွားတာတို့ရဲချလိုက်တာတို့ဖြစ်သွားရင်နိုင်ပြီ။အခု Facebook မှာဆဲကြတယ်ဆိုတာတွေကမူလရန်အဆင့်လောက်ပါ။အဲ့လောက်ထိစိုးခဲ့ကြပါတယ်။ပြန်တွေးပြီးအဖြေရှာကြည့်ရဲ။ငါဘာလို့ဒီလောက်တောင်အရှံမဲခဲ့ရတယ်ပေါ့အဓိကအဖြေကတော့အပေါင်းအသင်းပါပဲကျွန်တော်တို့ကမောင်နှမနှစ်ယောက်ဆိုပေမဲ့ အသက်ကွာတော့တယောက်နဲ့တယောက်အဖို့မဖြစ်ခဲ့ကြဘူးဆိုတော့ကျွန်တော်အပေါင်းအသင်းမှတ်ခဲ့တယ်အပေါင်းအသင်းမှတ်တော့ peer pressure လို့ခေါ်တဲ့အဖွဲ့တွေဝင်ဆောင်မှုအတွက်ပေါင်းဘက်တွေကိုကိုကြိုက်နေတတ်ဖို့အတွက်ကိုကိုကိုပေးတဲ့ pressure တွေရှိခဲ့တယ်ကျွန်တော်တို့အဖွဲ့မှာဆဲတဲ့ယဉ်ကျေးမှုလေးရှိတော့ပါသွားတယ်ပေါ့ဗျာအဲ့ဒီအချိန်ဘလို့ပျောက်သွားလဲဆိုတဲ့အကြောင်းကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အခုထိတွေ့တိုင်းလဲကိုရိုင်းအံ့ဩနေတော့ကိုကိုကိုလည်းကျေးဇူးတင်မိတယ် ျွန်တော်တို့ကမန္တလေးမှာစားတောက်ဆိုင်ဖွင့်ခဲ့တယ်။အပတ်တိုင်းကျွန်တော်တို့စီကိုဖုန်ကြီးတစ်ပါးရဲ့ကပီယာကစွန့်ချိုင်နေလားပြီးစွန့်ခံနေ။တာမန်အပြင်သူနဲ့မဆုံးဖြစ်ဘူး။ဘာလို့လဲဆိုတော့သူလာတဲ့အချိန်ကစောတယ်။6နာရီ6နာရီခွဲလောက်ကျွန်တော်က9နာရီကျော်မှန်လို့နေကြ။ဒါပေမဲ့ဖြစ်ချင်တော့တရက်မှကျွန်တော်အစောကြီးနိုးပြီးပြင်းနေတော့စွန့်ချိုင်ဆောင်နေတဲ့ကပီယာနဲ့ဈေးတောက်ဖြစ်သွားတယ်။ကပီယာဈေးတောက်တာအသင့်အတင်ကျွမ်းနေ။ကျွန်တော်ကအဲ့ဒီမနက်ကလုံးဝလက်မကောင်းတော့အကုန်လွဲ ဒေါသတွေတလိမ့်လိမ့်နဲ့ထွက်လာပြီးစဆဲတယ်။လွယ်တိုင်းစဲတပွဲလုံးစဲဆယ်နှစ်ဆက်တဲ့နှစ်သားလောက်ပဲရှိအောင်မယ်။ကပ္ပီကတော့ဘာမှမပြောပါဘူး။ပွဲပြီးတော့ထမင်းချမ်းရတာနဲ့ထထွက်သွားတယ်။သူလည်းနားမခံနိုင်တာနဲ့အတော်ဖြစ်သွားလောက်တယ်ထင်ပါရဲ့။ပွဲပြီးသွားတော့ပဲသူတော်တော်ဝမ်းသာနေမှာ။ကျွန်တော်ဇဲတောက်ခုံမှာထိုင်ပြီးကြံနေခဲ့တယ်။ချက်ချင်းမထဘဲတွေးနေမိတယ်။ရှက်တဲ့စိတ်ကြီးကဖုံးလွှမ်းထားတယ်။ဇဲတောက်တာရှုံးလို့မဟုတ်ဘူး။ကိုယ်ဆဲသမျှအကုန်လုံးပြန်ချမိပြီး ကိုကိုကိုရှက်တာအဲ့ဒီဇဲတောက်ခုံကထားလိုက်တဲ့အချိန်ကနေစပြီးကျွန်တော်အခုထိမဆဲတတ်တော့ဘူးဆဲလို့လည်းမရတော့ဘူး self realization ရဲ့တကူကဘာနဲ့မှမတူဘူးလျှက်တပြအတွင်းမှာဖြစ်သွားနိုင်လို့ကဘာတသိန်းလောက်လဲကြာသွားနိုင်တယ်အလုတ်ပြီးမြောက်ခြင်းရဲ့တန်မိုးကိုတောင်းဝင်ယူပြီးလုပ်တဲ့အလုတ်တစ်ခုပြီးမြောက်ဖို့ဆိုတာတကယ်တော့ဘသူအတွက်မှမဟုတ်ဘူးကို့အတွက်ပဲဖြစ်တယ်ကို့ကုံတိတ်ခါအတွက်ကို့ကိုကိုလေးစားမှုရှိနိုင်မှုယုံကြည်မှုရှိနိုင်မှု ကျွန်တော်တို့မြန်မာပြည်ပြန်ရောက်ခါစားက US နဲ့မြန်မာပြည်ကြားအသွားအလာရှိတဲ့အန်ကေဂျီတယောက်ကတရိပ်ပေးဘူးတယ်။တို့နိုင်ငံကလူတွေကမုန်းနဲ့အလုံးလုံးတားတဲ့အဲ့ဒါလေးတော့တရိပ်ထားစီခြင်းနဲ့တဲ့။သူပြောတာကိုသိမ်းနားမလဲခဲ့ဘူး။အလုပ်တွေတကယ်လုပ်ကြည့်တော့မှတကယ်ဟုတ်မှန်တွေ့လာရတယ်။အားလုံးတော့မဟုတ်ဘူး။ဒါပေမဲ့မနေ့တော့အရေးအတွက်ရှိတဲ့လူတွေကထိလွယ်ရှာလွယ်များတယ်။တခုခုထင်ကနေဆိုဟင့်ကနေပဲ။နောက်နေအလုပ်မလာတော့ဘူး။ ဒီလောက်ကိုငါပါပဲဖြစ်ဖြစ်ဘလို့ဖြစ်ဖြစ်ပြီးမြောက်အောင်လုပ်မယ်လို့မတွေးထားတဲ့သဘောမှတွေ့ရတယ်။ကိုယ်မရှိဘူး။ပြောင်းရင်လုပ်မယ်မပြောင်းရင်လစ်မယ်။တခြားလူတွေဘလို့ကြံခဲ့ကြံခဲ့ not my problem anymore ပဲ။အဲ့ဒီစိတ်နေစိတ်ထားတယောက်တလေစီမှာဆိုရင်ပြဿနာမဟုတ်ဘူး။အများစုမှာဖြစ်လာရင်တော့ society တစ်ခုအနေနဲ့တိုးတက်မှုအတွက်တော်တော်နှိမ့်ကွေးစေလိမ့်မယ်။နေရာတိုင်းနိုင်ငံတိုင်းမှာအလောက်ခွင့်အသေးသေးတွေမှာအလုံးပြည့်ပြည့်စုံတဲ့အလုံးဆိုတာမရှိတလို့ရှားတယ်။ အဆင်မပြေမှုတစ်ခုမဟုတ်တစ်ခုတော့ရှိကြတာပါပဲ။ boss ကသဘောမကောင်းတဲ့အလုပ်၊ manager အပေါက်ကျန်းတဲ့အလုပ်၊လှုပ်အားကနေတဲ့အလုပ်၊နေရာဝေးတဲ့အလုပ်စသဖြင့်ပေါ့။ကျွန်တော်အတွေ့အကြုံရပြောတာပါ။ US ကအလုပ်တွေလည်းဒီလိုပါပဲ။ဒါပေမဲ့ကျွန်တော်မတွေ့ခဲ့ရတာကမူတည်ဖြစ်တဲ့ထိလွယ်ရှာလွယ်သူတွေညီမပြေလောက်များတာကိုပါပဲ။အဓိကအကြောင်းရင်းကိုတွေ့ကြည့်ရမယ်ဆိုရင် attitude နဲ့ goal ရှိမရှိကွာတယ်လို့ထင်တယ်။ attitude ကငါဒီအလုပ်ကိုပြီးအောင်လုပ်မယ်။ ငါဒီလောက်မှာငါနာမည်ထွက်တဲ့အထိလုံးမယ်ငါလောက်ဖို့ဂိုင်းဘက်တွေလှည့်ကြည့်စရာမလိုစရာဘူးဂူးကပိုက်ဆံဘလောက်ပန်းနေဆူမိတဲ့အထိအတွေ့အကြုံဘလောက်ရတဲ့အထိယာတို့ဘလောက်ရောက်တဲ့အထိစသဖြင့်ပေါ့အဲ့ဒီလို attitude နဲ့ဂူးတွေရှိရင် work ethic ကအော်တိုပါလာလိမ့်မယ်လို့ထင်တယ် dreams without go are just dreams လို့မင်းသားကြီးဒန်ဇယ်ဝါရှင်တန်တခါပြောတာမှတ်ခဲ့ဘူးတယ်နောက်တစ်ခုကကြားဖို့ကြားမှာပါအနောက်နိုင်ငံတွေမှာ ဆက်ရှင်နဲ့ပြင်မိဘအိမ်ဘဝနေစင်းကြပြီးကိုချတော့ပေါ်ကိုရတီဖို့စူးစမ်းကြရတယ်ဆိုတာလေသူတို့နိုင်ငံကမိဘတွေလည်းဒီနိုင်ငံကလိုပါပဲသူတို့သားသမီးတွေကိုဖယ်သွားစေခြင်းမလဲဒါပေမဲ့သူတို့ကိုယ်တိုင်လည်းဒီလမ်းကိုရှောက်ခဲ့တယ်သူတို့သားသမီးတွေကိုလည်းဒီလမ်းကိုပေးလျှောက်ဖို့လိုတယ်ဆိုတာသိလို့လောက်ကြတယ် independent ဖြစ်ဖို့လိုအပ်တယ်ဆိုတာသိလို့ပေးစင်ကြတယ်ဆင်းပြီဆိုရင်ကိုနေရမယ့်နေရာကိုရှာရတယ်အခန်းကတယောက်တည်းမနိုင်ရင်အခန်းပေါ် roommate ရှာရတယ်နေဖို့စားဖို့အတွက်လောက်ရှာရတယ် ကျောင်းတက်နေတဲ့ကာလဆိုတော့ full time လုပ်လို့မရတော့ part time အလုပ်တွေရှာကြလုပ်ကြရတယ်။လစဉ်အသုံးစရိတ်တွေအလင်းမီဖို့အတွက်အလုပ်ကိုကြိုးကြိုးစားစားလုပ်ကြရတယ်လို့ကျောင်းမှာအမှတ်ကောင်းဖို့အတွက်စာကိုလည်းစူးစမ်းသင်ယူရတယ်။ဒါသူတို့ရဲ့ပုံမှန်ဘဝကျွန်တော်ကိုယ်တိုင်ကလည်းအဲ့ဒီလိုဘဝမျိုးနဲ့ကြီးပြင်းခဲ့တယ်။ခတ်တယ်။ဒါပေမဲ့တန်တယ်။အချိန်ရဲ့တန်ဖိုးငွေရဲ့တန်ဖိုးအထူးသဖြင့်အလုပ်ပြီးမြောက်ခြင်းရဲ့တန်ဖိုးကို လက်တွေ့သိခွင့်ရတယ်။ကိုတာဝန်ကိုအပြည့်အဝယူရတဲ့အတွက် ကိုလောက်ကိုခံမယ်သူတို့စီကမိဘစီပြန်ပြေးရမှာကိုပိုးဆက်ပိုးကြောက်ကြရတဲ့အတွက်ကိုတာဝန်ကိုကြည်အောင်လုပ်ကြတယ်အလောက်ခွင်ဒီမှာအလောက်သမားရပိုင်ခွင့်နဲ့အပြည့်ရှိသလိုအလောက်ရှင်ဘက်ကလည်းတာဝန်မကျေတဲ့ဝန်ထမ်းကို suspend လုပ်ခွင့်အလောက်ထုတ်ခွင့်အပြည့်ရှိကြတယ်တကယ်လဲအဲ့ဒီနေရာမှာတော့မညာဘူးအလောက်ကို5မိနစ်နောက်ကြတယ်နော်ဟုတ်ပြီတစ်ခါကနေနှစ်ခါနှစ်ခါကနေသုံးခါဆိုရင် အလောက်ပြုတ်ဖို့တော်တော်နင်းနေပြီအစကလေးကမကြိုးစားတဲ့သူဆိုရင်တော့ပြုတ်ပြီပြုတ်ရင်တိုင်ကြီးကျက်ပတ်ပြီး အင်လာကမီးဘီလ်ဖုန်းဘီလ်အင်တာနက်ဘီလ်ခရက်ဒစ်ကတ်ဘီလ်အစားအသောက်စရိတ်အကုန်ကိုကောင်းပေါ်မှာဆိုတော့အလောက်ကိုတလေးတစားလောက်တက်တဲ့စိတ်ကငယ်စဉ်ကတည်းကရိုက်သွင်းပြီးသား society အနေနဲ့လည်းဒါဟာ normal standard ဖြစ်နေတော့သူတို့စီကလူတွေတော်တော်များများဟာအလုတ်သိစ조사ကြတယ်ကျွန်တော်ဘွားမှာဘာမှကြီးကြီးကျယ်ကျယ်စုတွေဂုံပြူလာတွေဘာမှမရဘူးပါဘူးကျောင်းတုန်းကလည်းစအသင့်အတင်ပဲတော်ခဲ့ပါတယ်ဒါပေမဲ့တကယ်လက်တွေ့ဘွားမှာကျွန်တော်တာဝန်ယူတဲ့အလုတ်ကို ဘရော့မဆိုပြီးအောင်လုပ်တယ်။အကောင်ဆုံးစူးစမ်းပြီးလုပ်တယ်။တချို့အလုပ်တွေဆိုရင်တည်ကျဉ်စောနဲ့အောင်စိတ်ညစ်စရာကောင်းတဲ့အလုပ်တွေနဲ့ပါတယ်။ဒါပေမဲ့ပြီးအောင်လုပ်ခဲ့တယ်။ဒီတစ်ချက်ကကျွန်တော်ကိုယ့်ကိုယ်ကိုလေးစားလို့ရတဲ့အချက်ပဲ။ချားလူတွေနဲ့တွဲလုပ်ပြီးဆိုရင်လည်းသူတစ်ပါးယုံလို့ရတဲ့လူတစ်ယောက်ဖြစ်နေကိုယ့်ကိုယ်ကိုအာမခံရတယ်။အလုပ်ပြီးမြောက်ချင်ရရလက်ပါ။ဘိုးချိုးစိတ်ကပါလေ။ကိုယ့်လူမျိုးကောင်းစားကြည်ကျင်တဲ့စိတ်အလုံးစီကံရှိရှိတယောက်နဲ့တယောက်ကိုချင်းစာတရားနဲ့ဖေးမပေးခြင်းအပြင် ငြိမ်းချမ်းပျော်ရွှင်စရာကောင်းတဲ့လူမှုအတိုင်းအဝိုင်းတွေနဲ့တိစောက်ထားတဲ့နိုင်ငံဖြစ်စေခြင်းတဲ့စိတ်ကိုတိုင်းပြည်ကိုနီးမှန်လမ်းမှန်နဲ့တိုးတက်ပြီးကမ္ဘာနဲ့ရင်ပောင်တန်းနိုင်စေခြင်းတဲ့စိတ်တိုင်းသာအလုံးစည်းလုံးစေခြင်းတဲ့စိတ်ပြည်သူပြည်သားတွေအလုံးစစ်မှန်တဲ့တရားဥပဒေအောင်မှလုံခြုံစိတ်ချစွာနေလို့ရတဲ့ဘဝတွေရှိစေခြင်းတဲ့စိတ်အထူးကကတော့ချေကဗာရာပြောသလိုတော်လန်ရေးဆိုတာမေတ္တာနဲ့စည်းကမ်းတွေပေါ်မှာအခြေခံရမယ်ဆိုသလိုပါပဲဘိုးကျော်အောင်ဆန်းကလည်းမေတ္တာကြီးမားတဲ့ပုံကိုတယောက်ပါ စီကံလဲကြီးတယ်။ဘိုးချုပ်ကိုပြန်အောင်မိမယ်ဆိုရင်တိုက်မယ်ခိုက်မယ်ဟေးဆိုတဲ့စစ်ဘိုးချုပ်ကြီးတယောက်အစားအင်မတန်မြတ်တာကြီးမာတဲ့ပုံကိုလို့အောင်မိစေခြင်းနဲ့ Happy birthday ဘိုးချုပ်ဆန်းဘိုးချုပ်ချခဲ့တဲ့မျိုးဆက်တွေရှင်သန်နေပါတယ်။ယခုဖတ်ပြသွားတဲ့ဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါရရှင်။နောက်လာမယ့်ဗီဒီယိုအသစ်ကလေးတွေကိုလည်းဆက်လက်ကြည့်ရှုပေးဖို့အတွက်တောင်းဆိုပါရစေ။ အားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာစွာဖြင့်တာယာလပါရဲ့နေ့ရက်ကလေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။ကျမကတော့စာဖတ်သူဝိုင်းပါ။